င်္ဂလာပါရှင်မော်ဝီကျောင်းတို့ရန်ဒီကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမြူကိုလင်ကရဲ့မဟာဒေဝနဲ့အောက်လန်းဆရာဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်မဟာဒေဝမှာရတိကြီးနဲ့လမ်းခွဲပြီးဥခုံပါနောက်လိုက်ပါခဲ့တယ်တနအီကြောခန့်လျှောက်ပြီးတော့တောင်ကြီးမှာရှိတဲ့ရွာလေးတရွာကိုလျှောက်လာတယ်လူလေးမဟာရီဒါဘာလို့ရွာပဲရွာသိန်းချမ်းကိုလိုက်ပို့ပေးမယ်လူရတာရီတရားရောက်ကိုပို့ခိုင်းလိုက်မယ်ဘာရတိကြီးကိုဘလို့မြင်လဲ ရသေးကြီးနဲ့နေပြီးရသေးကြီးကြောင့်မသိဘူးလားရသေးကြီးကထွက်ရပောက်ပုတ်ကိုတပါအစင်ကိုရှောက်နေပြီအနေချင်းတော့သိပါတယ်တိတ်အများကြီးမသိဘူးဟိုမှာရွာတင်းချိုင်းကိုရှောက်ပြီတင်းချိုင်းစရက်မှာနှစ်ယောက်သားတက်လိုက်ကြတယ်ဘာရသေးပြောတဲ့အထင်စိုင်းပါဆိုရင်နမည်ကြားလိုက်တယ်သူကဘလုံလူစားမျိုးလဲကောင်းလေမင်းဒီဝါမှာနေရင်စိုင်းပါနဲ့ဝေးဝေးရှောင်တာအကောင်းဆုံးပဲစိုင်းပါနားလျက်ခတ်တဲ့ပညာရှင်တယောက်ထက်လန်းစရာလို့ပြောဖို့ခက်သလိုအောက်လန်းစရာလို့လည်းပြောဖို့ခက်ပြန်တယ် ထူးဆန်းပါလားဘာကြောင့်များလဲပါအရက်တော့တယ်မိမာကြီးတယောက်ပြီးတယောက်ယူတယ်အဲ့ဒါမကောင်းတဲ့ချက် ကောင်းတဲ့ချက်ကဖះတီကြောင်းဆောက်တယ်အိမ်မှာလဲဖះစီမှာဖះပေါင်းစုံနဲ့စွန်စီမီပန်းရီချမ်းမပြတ်စေရအောင်တခြားကြောက်လန့်စရာရုပ်တွေလဲအိမ်ထဲမှာရှိနေပြန်ရောစုံဘူးတရေဘူးသူတွေစိုင်းပါးစီကိုလာကြတာများတယ်သူအဲ့ဒီကိစ္စမျိုးတွေနိုင်နေတယ်ဒါပေမဲ့သူ့ကိုမလေးမစားပြောမိသူစော်ကားသူဆိုရင်အဲ့လိုဘဝပြောင်းအောင်လုပ်တတ်ပြန်တယ် စိုက်ပါကြောင့်ပြောမဆုံးပါဘူး။ငါလူတယောက်လွတ်လိုက်မယ်။လိုအပ်တဲ့အသုံးစားစားနေရိတ်ခါတခါရဲထည့်ပေးလိုက်မယ်။ဥက္ကမထွက်သွားတော့မဟာဒီဝတယောက်ဇေယျမှာကြံခဲ့တယ်။ဇေယျဝင်းကျင်ရအမိုက်တွေလှဲချင်းမီးရှို့နေရဲ့ချင်းနောက်ကျောမလုံးတို့ခန်းစားရလို့လှည့်ကြည့်တော့လူတယောက်သူ့ကိုစူးစိုက်စွာကြည့်နေရတွေ့ရတယ်။တန်90အရွယ်၊သားဖြူကိုရုံးကိုယ်တောင်တင်းစွာရှိပြီးစူးရှားရဲ့မျက်လုံးတွေရှိသူကမဟာဒီဝရှိရာရှောက်လာတယ်။"သူတို့ဘယ်ရက်ကလာရလဲ။ဒီမှာနေမလို့လား" ကျွန်တော်သူတော့မဟုတ်ပါဘူးလေဒိတ်တန်တကူပြုတ်ကျင်လို့ဒီစရက်မှာရဲချုံနေမလို့ပါငါနာမည်စိုင်းဖားလို့ခေါ်တယ်ဒီနာကရွာပဲကျွန်တော်နာမည်မဟာတေဝလို့ခေါ်ပါတယ်ဦးလေမင်းကြည့်ရတာအစွမ်းတခုခုရှိမှန်းငါစိတ်ထဲအလိုလိုသိနေငါနေတယ်မှာမင်းအစွမ်းကိုမင်းမသာတိမ့်တာထုံမသုံးမိစေနဲ့မဟုတ်တာတခုခုလုပ်ရင်ငါနဲ့တွေ့မယ်အစွမ်းမရှိပါဘူးဦးလေးဟာအခုဒိတ်တန်ကလေတရားထိုင်ပရိစိတ်အလုံမျိုးပါအေးမင်းမသိမှဆိုလို့ကြိုတရီပေးထားတာ ငါသွားပြီ။မဟာဒေဝထွက်ခွာသွားရဲ့ဦးဆိုင်ပါနောက်ကျောင်းကိုကြည်ရင်ကြံခဲ့တယ်။ဦးဆိုင်ပါသူ့ကိုနှိမ့်မြုပ်ပုံမရကြောင်းတွေးရတယ်။လူတယောက်ကထုပ်ပိုးတွေတဲပြီးတော့ရောက်လာတယ်။ဥက္ကုံပါလှုပ်လိုက်တဲ့လူဖြစ်ကြောင်းပြောပြီးလူရက်တာပြီးလဲတပါးလေးယူဆောင်လာတယ်။သူတော့လမ်းမှာဦးဆိုင်ပါကိုတွေးခဲ့တယ်။သူတို့ကိုပြဿနာလာရှာလာ။ကျွန်တော်သတိပေးစကားပြောတယ်လို့လည်းချိန်ချောက်သွားတာ။ရှောက်တာတော့မကြသေးဘူး။ဘလို့သိရလဲမသိတော့ပါဘူး။သူနဲ့ရှောင်းလို့တော့မပတ်သက်မိစေနဲ့။ပစ္စည်းတွေနောက်ဖို့သူကပြောချင်းဖြစ်တယ်။ ်မာဒီဝါနဲ့လိုက်တင်ပြန်ပြောရင်တွေးမိတာဦးဆိုင်ဖောက်တေဝါလုံးကြောက်လန့်တာကိုတွေးမိတယ်ပစ္စည်းနာပို့သူပြန်သွားတော့တင်ချိုင်ကုန်ဘေးဘက်ကချောင်းတွင်ဆင်းပြီးရီမှုချူပြီးတရေတမောအိတ်ဆက်လိုက်တယ်အိယာနိုးတော့ညနေစောင်းမီမို့သူပြုတ်လုဖွယ်ကိစ္စကြီးပြုတ်လုနေတယ်တရားထိုင်ပရိစိတ်တိုင်ပြုတ်လုပြီးအိတ်ဆက်လိုက်တယ်ညအမောင်တို့အောင်တင်ချိုင်မြေတွင်ဇရက်မှာမာဒီဝလဲလျောင်းရင်းအိတ်ဆက်ဖို့စူးစမ်းနေပေမဲ့ရုတ်တရက်အိတ်မပြောနိုင်မရှိနေတယ် ေတန်ကြားလို့မဟာဒေဝလှည့်ကြည့်တော့အံ့ဩသွားတယ်။သူ့အိတ်နေတဲ့နေရာအောက်ဖက်ဇရက်တိုင်ပေါ်မှာကြောက်နဲ့ဇရက်ရုပ်သွင်းနေမကောင်းဆိုးဝါးတကောင်စောက်ထိုးနေတာဆင်းလာတာတွေ့ရတယ်။ပြူကျဲတဲ့မျက်လုံးတွေနဲ့မဟာဒေဝကိုစိုက်ကြည့်ရင်ရှင်နေရပြီးရှင်ဘက်ထိရောက်နေတဲ့သူ့ရဲ့ရှာကိုတွင်းလိုက်ထုံလိုက်ပြုတ်နေတဲ့တင်ရဲတကောင်ဖြစ်တယ်။ငါနေတဲ့ဇရက်မှာဘယ်အစားတရားစာရွတ်တာမကြိုက်ဘူး။သွားခုထွက်သွား။မဟာဒေဝလဲလျောင်းနေရာထရင်ဒိတ်ထန်ပြုတ်အမေရှက်တိမင်းနေရဲ့ဇရက်မှာငါ့ကိုနေခွင့်ပေးပါကွာ။ ပြီးရင်ငါပြန်မမယ်မလို့ချင်းဘူးမင်းဖះစာရီရှုပ်နေငါအဝေးကိုရှောင်နေရတယ်ဘလို့မဆက်နေကိုမပေးနိုင်ဘူးတရေကြီးကကြောက်စရာပုံစံနဲ့မာဒေဝကိုချင်းချောင်းနေတယ်ငါအတိတ်ထံမပြီးမချင်းဘယ်နေရာမှမတော်နိုင်ဘူးကွာတက်မယ်မင်းကိုတက်မယ်တရေကြီးကမာဒေဝကိုတက်ဖို့ရှေ့ကိုတိုးလာတော့မာဒေဝဖះစာရှုပ်လိုက်တဲ့အချိန်ကြောက်စရာတရေကမာဒေဝလေပင်ကိုသူ့ရဲ့ရှာနေပတ်တော့မာဒီဝဘုရားစာဆက်မရွတ်နိုင်မေး လေပင်ရရှာကိုဖြုတ်ဖို့ကြိုးစားနေတယ်။တရေရမဟာဒီဝကိုသူ့ရှာနဲ့ပက်ပြီးဇရက်အောင်ဆွဲခေါ်ပြီးရှာကိုရမ်းခါတော့မဟာဒီဝလွင့်ထွက်သွားတယ်။မဟာဒီဝပြုတ်ကျတဲ့နေရာမှာညီချင်းတခုအတွင်ပြုတ်ကျခြင်းဖြစ်ပြီးညီချင်းအတွင်အဖုံးပွင့်နေတဲ့ခေါင်းတလုံးရှိတယ်။မဟာဒီဝနာကျင်မှုကြောင့်ပြန်မထနိုင်ဖြစ်နေတဲ့ချိန်ညီချင်းပေါ်မှာမကောင်းဆိုးဝါးနှစ်ကောင်တွေ့ရတယ်။ရှုပ်တဲ့အခေါင်းဖုံးတစ်ချက်ကအခေါင်းကိုဖုံးသွားတော့မဟာဒီဝစိုးရင်ထိတ်လန့်ပြီးခေါင်းဖုံးကိုထုရိုက်တွန်းဖွင့်ပေးမိ။သူ့ရဲ့လက်သာနာပြီး ခေါင်းဖုံးပွင့်မလာဘူးအပေါ်ကမြေကြီးတွေခေါင်းဖုံးပေါ်ပြုတ်ကြတော့သူ့ကိုအရှင်လက်လက်မြေမြုပ်တက်နေပြီဆိုတာသိနိုင်ရတယ်ဆူရှာအကွဲတဲ့ရည်တန်တွေလည်းကြားနေရတယ်မာဒီဝတယောက်အသက်ရှူမွားတော့ပဲမျိုးလုံးတွေပြပြီးတတိနှစ်မလို့ဖြစ်နေတဲ့ချိန်သူနာတွင်စကားသက်တန်ကြားလိုက်ရတယ်မင်းအသက်ကိုငါကယ်ခဲ့တဲ့အချိန်မှမနေတော့ဒါတော့ငါ့ကိုဒုက္ခပေးဖို့ကြံစီနေတော့မေဟုမာဒီဝနောက်ဆုံးကြားတဲ့စကားပဲပေါ်ဘက်မှာတရေသုံးကောင်ရှိပြီး မဟာဒေဝလောင်းမြေမြုပ်လိုက်ကြတဲ့ကိစ္စပြင်းပြပြီးမှုအဲ့ဒီနေရာထွက်ခွာဖို့လုပ်တဲ့အချိန်မြေသားတွေရှုံးထွက်ပြီးပေါ်တက်လာတဲ့မဟာဒေဝကိုတွေ့လိုက်ရတယ်။ဘာမှအဆင်မရှိတဲ့ဖုတ်ပိတ်တံပြန်ငါ့ကိုမြေမြုပ်ဖို့ကြိုးစားရည်လားမင်းတို့တစစီအမှုန့်ချပြင်းမယ်။မကောင်းဆိုးဝါးသုံးကောင်မဟာဒေဝရှိရာပြေးနေတယ်။နတ်ဆိုးဝရစိန်ပေါ်ထွက်လာပြီးဖြစ်တဲ့မဟာဒေဝညလုံးနေရာမိခင်လူရဲရဲနေပြီးလူကလေးပေါ်ဝဲပြန်နေတယ်။သူတံပြေးဝင်လာတဲ့မကောင်းဆိုးဝါးတွေကိုထိုးချိတ်ကန်ကြောက်လိုက်တော့ ူရဲ့လက်သေးချက်ခြေကံချက်ထိတဲ့မကောင်းဆိုးဝါးတွေစေတောင်ခန့်အကွာလွင့်ထွက်ကုန်နေတာမန်လူတိုက်ခိုက်ခြင်းမဟုတ်ပဲအစင်းမြင့်နှစ်ဆိုးတစ်ကောင်တိုက်ခိုက်မှုကြောင့်မကောင်းဆိုးဝါးသုံးကောင်မကြည့်မဆန့်ခန်းစားရဟန်နဲ့ပြန်မတိုက်ဝန်းတော့ပဲဒူးထောက်လိုက်ကြတယ်ကျုပ်တို့ခွင့်လို့ပါသခင် ခိုင်းသူရှိလို့ခုလိုလုပ်ရတာပါတနာငဲ့ညာပါ ပြောစမ်းဘသူကငါမိခုနေရဲ့ခန္ဓာကိုဒုက္ခပေးဖို့မင်းတို့ခိုင်းတာလေဇရက်ပေါ်မှာမဟာဒီဝလေပင်ကိုရှာနေပက်ဆိုရင်မကောင်းဆိုးဝါးပြောခြင်းဖြစ်တယ် မကောင်းဆိုတာသုံးကောင်မှ तू ကကောင်းဆောင်ဖြစ်ပုံရှာတယ်။ तू နာမည်တော့ထုံမပြောဝင်ပါဘူး။ तू ကပညာအဆင့်အတော်မြင့်ပါတယ်။ကျုပ်တို့နှိပ်စက်လိမ့်မယ်။လူသားတယောက်ကိုကြောက်ပြီးငါစကားငင်းစံနေရဲ့လား။မဟာဒေဝမျက်လုံးတွေဒေါသစိတ်နဲ့ပူနီရဲပြီးသူ့ရဲ့လက်တစ်ဖက်ကလည်းနှီးထားတော့မယ်လားရဲရဲနေပြီးမကောင်းဆိုတာတကောင်ထိုးလိုက်တော့ပြာကျပြောက်ွယ်သွားတယ်လို့တခြားတကောင်ကန်လိုက်တော့လွင့်ထွက်ပြီးချက်ချင်းအယိုးကျသွားတယ်။ကောင်းဆောင်မကောင်းဆိုတာသူတွေပဲနှစ်ယောက်ဖြစ်ကိုကြည့်ပြီး ကြောင်ရတုံလို့စွာရှိနေတယ်။တခင်စွာကြောက်စရာကောင်းပါရဲ့။ကျုပ်ကမတက်ပါနဲ့။စိုင်းဖားခိုင်းလို့လုပ်ရတာပါ။စိုင်းဖားငါ့ကိုဘာလို့တက်ခိုင်းတာလဲ။အမှန်ပြောစမ်း။သူ့ပညာရှာတခင်ကသူ့ကိုရှင်ပြန်နိုင်တဲ့အဆင့်ရှိတာသူကြိုသိနေတယ်။ဒါကြောင့်တခင်ကိုတက်ဖို့ကြံ့စီတာပါ။မင်းမလိမ်နဲ့။စိုင်းဖားငါခုနေ့မှရှောက်တယ်။ခုနေ့တက်ဖို့ကြံတာဖြစ်နိုင်ပါမလား။ခုနေ့ညတခင်တို့တိုက်ပွဲကိုသူသိနေတယ်။ဘလို့သိရလဲဆိုတော့ဘယ်နေရာရှောက်လာမှမသိပဲ။ ဒီနေ့မှရှောက်သွားနေတဲ့မကောင်းဆိုးဝါးတကောင်ကစိုင်းဖားနဲ့ဆက်ဆက်မှုရှိတယ်။အလောက်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးကိုငနဲ့မထုနဲ့အောင်တိုက်ခိုက်လိုက်တဲ့သူစိုင်းဖားလိုလူကမစိုးရင်ပဲနေမှာလား။ဒါကြောင့်တပ်ဖို့ကြိုးစီစဉ်ထားတာ။အော်ဒါကြောင့်မင်းတို့ကငါ့ကိုတပ်ဖို့လောက်တာ哦။အသက်ချမ်းသာပေးပါသခင်။စိုင်းဖားကကျုပ်တို့ထိန်းချုပ်ထားလို့ကြောက်လို့လုပ်ရတာပါ။ငါအရင်စိတ်နဲ့ဆိုရင်မင်းအမှုန့်ကြီးသွားမယ်။အခုအခွင့်အရေးတစ်ခုပေးမယ်။ဒီနေ့ကနေအမြန်ဆုံးထွက်သွား။ကျေးဇူးတင်ပါတယ်သခင်။ ါနဲ့တခင်လူစွမ်းအားကြီးသူမျိုးမတွေ့ဘူးတာမို့ဘသူလဲတီးခွင်ရချင်ပါတယ်။မကောင်းစိုးဝမေးစကားကြောင့်မဟာဒီဝသူ့ရဲ့လက်ကိုမိုးပေါ်မြောက်ပြီးအောက်ကိုချလိုက်တော့မိုးချင်းတန်းတစ်ချက်ကျင်းလောင်းစွာထွက်ပေါ်လာပြီးအနာအစ်တပင်ကိုမိုးကျုပ်ပြစ်ကြတော့တစ်ပင်မှာမီးတွေဆွဲလောင်သွားတယ်။မကောင်းစိုးဝကြောက်နဲ့တုန်လှုပ်စွာနဲ့မဟာဒီဝကိုကြည့်နေတယ်။မှတ်တာငါနာမည်ဝရစိန်ဝိတဝုန်နာမည်တီးထားတဲ့ဝိတဝုန်မျိုးကိုဖျက်ဆီးခဲ့တဲ့ဝရစိန်ဆိုတာငါပဲ။ မဟာဒေဝရဲ့အောင်မြင်ဝင်ကြွားစွာပြောတဲ့စကားသံတဲ့အတူမကောင်းစွာအမှောက်တွင်တိုးဝင်ပျောက်ွယ်သွားတော့တယ်။မဟာဒေဝတရားအမှောက်ကပါတဲ့လွင်မျောနေတဲ့ချိန်လျှက်စည်းတွေလက်ပြီးမိုးချိန်လာလို့လျှက်စည်းအလင်းရောင်နဲ့သူ့ရှိမှလူတယောက်ရက်နေရတွေ့ရတယ်။မကြခင်ပဝင်းကျင်အလင်းသွားတော့တယောက်ကိုတယောက်တိတ်ချတွေ့လိုက်ကြတယ်။သူ့ရက်လို့သူ့စပင်ရရှိနေရပြီးအနက်ရဝစ်စုံဝစ်စင်ထားတယ်။ဒီလိုမျက်လုံးတွေကအနီရောင်လက်လက်တန်းနေရတွေ့ရတယ်။လူပုံကကြည်ကောင်းပေမဲ့ မာနာကြီးတဲ့သူမျိုးပေါ်နေတယ်။မဟာဒေဝဟင်မင်းငါ့ကိုသိနော်လား။မဟာဒေဝမေကိုကြည်လူကပြောင်းလိုက်တယ်။ငါတို့နှစ်ယောက်ကအနီးဆက်ဆုံးရှိနေတဲ့သူတွေပါ။မင်းငါ့ကိုမတွေ့ဘူးပြီမေ။ငါမင်းကိုတွေ့ဘူးတယ်။ငါအတိမိတ်ဆွေတဲမှာမင်းလိုပုံစံမရှိရသေးကြတယ်။မင်းဘသူလဲ။ဝရစိန်ဒီကြပြောရရင်မင်းကိုယ်ရေရှောင်းနေရဝရစိန်ကငါပဲ။ဝရစိန်ကမင်းကိုမင်းကိုခုမှတွေ့ဘူးတော့တယ်။ငါတို့ဆွေးနွေးစရာနည်းနည်းရှိတယ်မဟာဒေဝ။ လူသားတွေကိုပျက်စီးရပျက်စီးကြောင်းကိစ္စမျိုးဆိုရင်ငါ့ကိုဘာမှလာမပြောနဲ့ဝရစိန်ငါမလုံနိုင်ငါအရင်လိုစွန့်အားမျိုးမရှိတော့မဟာသေးပါအရင်တကူစွန့်အားရဲ့တဝက်တောင်မရှိတော့ငါလှုပ်ချင်တာမင်းနဲ့ကခန္ဓာကိုယ်တစ်ခုရဲ့အတူနေသူတွေအဆင်ပြေပြေနေသွားခြင်းနဲ့မင်းကိစ္စတွေကိုလေငါကိစ္စလိုပဲကုညီဖြည့်ရှင်းပေးခြင်းနဲ့ကောင်းတာလုံးပဲကိစ္စမျိုးပဲလက်ခံပါတယ်ဝရစိန်ငါတို့ရှေ့လျှောက်တူနေသွားကြမဲ့သူတွေဆိုတော့မင်းပြောတာငါလက်ခံတယ်မင်းကိုအရေးကြီးတာတစ်ခုပြောရမယ် မင်းခေါင်းတလာတွေထဲခံလိုက်ရတယ်။ငါကြောက်တာမင်းလွတ်လာတာ။ခေါင်းတလာတွေမကောင်းဆိုးဝါးတွေထဲခိုင်းနေသူကစိုက်ဖားပဲ။ဒီနူကြီးကဘာလို့ရုံပါလဲ။တရွာလုံးကြောက်နေရတဲ့ဥဆိုင်ဖားငါတို့တပ်ဖို့လုပ်တဲ့ဥဆိုင်ဖားကိုတခုခုတော့လောက်ရမယ်မဟာဒေဝ။မင်းဘလို့လုပ်ချင်လဲဝရစိန်။မင်းမနဲ့ပြန်သူ့အိမ်ကိုသွားဖို့စီစဉ်ကွာ။ငါတို့သွားပြီးချိန်နေအရင်လေ့လာမယ်။ဒီနူကြီးကတပ်ဖို့ကြိုးစားအောင်ပါပဲ။သူ့နှုတ်ရက်ကိုတည်နေရမမဟုတ်ကွာ။မင်းပြောတာလည်းမှန်ပါတယ်။ငါမနဲ့ကြိုင်သွားကြည့်မယ်။ မဟာဒီဝဝရစိန်စကားကိုလက်ခံပြီးချင်းလူဝလင်းစက်ခနည်းလှန့်နိုးလာတယ်။အိယာမထခင်ဝရစိန်နဲ့သူပြောတဲ့စကားတွေပြန်သတိရလာတယ်။ဝရစိန်နဲ့လိုက်တင်နေပြီးနောက်ပိုင်းမှာခြားကိစ္စတွေတွေးတောရမယ်။တကူလုံးနာကျင်ပြီးလက်နှစ်ဖက်ပေါက်ပြဲနေတာတွေ့ရတယ်။ချောင်းတွင်ဆင်းပြီးရေချိုးပြီးတော့ဦးဆိုင်ဖားတန်သွားဖို့သတိရမိတယ်။ဖျားကတော့ပြီးသွားမယ်လို့တွေးပြီးတော့ဖျားကတော့တယ်။ဖျားကတော့ပြီးထတဲ့ချင်း"သူတော့သူတော့ရှင့်"ဇရက်ရှိရလှန့်ခေါ်တန်ကြားလို့ကြည့်တော့ မိမချောတယောက်ကိုတွေ့ရတယ်။ဖေဖေကမင်းဆာကြွေးကျင်လို့ခေါ်ခိုင်းလိုက်လို့ပါ။ကိုယ့်အကိုချက်စားမဲ့တူလို့တွေ့မဲ့သူရှိတော့စားရတော့မှာပေါ့။မာဒီကမိန်းကလေးဖိတ်ခေါ်တော့မငင်းမင်းဇရက်ဘဝဆင်းပြီးမိန်းကလေးနဲ့လိုက်ပါခဲ့တယ်။အကူကသူတော်မဟုတ်ဘူးလို့ဖေဖေကပြောတယ်။ဘာလို့သူတော်ဝတ်စားရင်ဝတ်ထားရလဲ။နေပါမိန်းဖေကဘသူများပါလဲ။ငါ့ကိုသိတဲ့သူဒီဘဝမှာတိတ်တော့မရှိဘူး။မိန်းကလေးကခဏနှုတ်ဆက်နေရာကနေဥဆိုင်ဖပါ။ဥဆိုင်ဖအခေါ်လွတ်တာဟုတ် မဟာဒေဝကြိတ်ဝမ်းသာသွားတယ်။အစမိန်းကလေးတို့အိမ်မနက်စာသွားစားပြီးမှဦးဆိုင်ဖအိမ်ကိုသွားမေးတွေးထားပြီးမှဦးဆိုင်ဖအိမ်ကအခေါ်လွတ်တယ်သိတော့ဝမ်းသာသွားမိတယ်။တတိနေထားရမယ်လို့ကိုကကိုတတိပေးမိတယ်။ညာလောက်ချံတက်ဖြက်ပြီးအခုမနက်တမီမိန်းကလေးကိုအခေါ်လွတ်ခြင်းဟာကြောင်းရင်ရှိနေနိုင်တယ်။မိတာလည်းမဖြေသေးပါလား။ဒိတ်ထံဝင်မှုသူ့ရောလို့ဝတ်ထားတာပါ။ဒါနဲ့မင်းဖေကတမီမိန်းကလေးကိုယောက်ျားသားတယောက်ကိုခေါ်ဖို့လွတ်တယ်နော်။အဖေကဒေါသကြီးတယ်။ ူခိုင်းတာမလုပ်ပေးပဲမနေရဲဘူး။ဒါကြောင့်ဒီကသူတော်လာခေါ်ပေးရတာ။ငါနမေမဟာဒီဝသူတော်မဟုတ်ဘူးလို့မင်းကိုပြောထားပြီးပြီပဲ။ညီမနမေကနန်းခိုင်စာထွေးနှုတ်ခေါ်ပါတယ်။မင်းဖေကဒီမှာမနမေကြီးဆုံးဟုတ်လား။ဖေဖေကဖျားတရားနဲ့နေတဲ့လူကောင်းတယောက်ပါ။အမောင်ပြောကပုကတ်တဲ့သူတွေကိုလည်းကုပေးနိုင်တယ်။လူတွေရဲ့ကိုယ့်ရဲ့မမကောင်းပြောကြတာဖေဖေကိုမနာလိုလို့ဖြစ်ပါလိမ့်မယ်။မဟာဒီဝဥဆိုင်ပါသမီးဖြစ်သူထန်းကနေဥဆိုင်ပါအကြောင်းစုံစမ်းပေးမယ်။ မိခင်ကလှုပ်ဝဲထားတာလားတကယ်မသိရလားမစိုးနိုင်ကြီးကြီးရရမသိရအောင်ရွာထဲဝင်လာတော့ဦးဆိုင်ပါသမီးနဲ့တွဲလျှောက်လာတဲ့မဟာဒေဝကိုကြည့်ပြီးရွာသားတွေစကားတီးတူပြောဆိုနေကြတယ်ဦးဆိုင်ပါအိမ်ကရွာလေးမှာရှိနေပြီးကြီးမားတဲ့နှစ်ထပ်ရင်တလုံးဖြစ်နေတယ်ခြံအတွင်းကတစ်စင်းနှစ်ယောက်သားအိမ်ပေါ်တက်လာတယ်အိမ်ရောက်ထက်မှအသက်30ရွယ်သားဖြူဖြူမျိုးသမီးတယောက်ကိုတွေ့ရတယ်လျှောက်လာပြီးဟိုသူတော်လူဝိနဲ့သားစုတကယ်ကြည်ကောင်းမေပုံမေဖေဖေဖေရောက်နေလေ သူတို့ရောက်လာရင်ပေါ်ထဲလွတ်လိုက်ပါနဲ့ဖျားခက်မှရှိနေမယ်။ကဲကိုပေါ်ထဲကိုတက်သွားဖေဖေဖျားခက်မှရှိနေတယ်။မျိုးသမီးအိမ်ပြန်ထွက်သွားတာတွေ့လို့မဟာဒေဝလူဆိုင်ပါတယောက်မိမတွေယူထားရဲ့ကြောင့်တရင်ရထားလို့နန်းခိုင်စာတွေကိုမေးကြည့်ဖို့တတိရတယ်။ဟိုမျိုးသမီးကဘာတူလဲ။ငါညီမတော်လား။မဟာဒေဝမေးကိုနန်းခိုင်စာတွေစိတ်ရှုပ်ထွေးရမျက်နှာထားနဲ့ဖေဖေမိမအတင်လေယူလိုက်တာမကြသေးဘူး။ကြီးလို့မရှားပါဘူး။သူလဲတခြားမိမတွေလိုပါပဲ။တခြားမိမတွေလိုဆိုတော့ ူမတိုင်ခင်တခြားမိမတွေယူခဲ့ရလားသူတို့ကဘယ်ရောက်သွားလဲမောင်ကြီးရောက်နေပြီလားပေါ်တက်ခဲ့ဟဲ့နန်းကင်စာထွေးကိုဆက်စုနေတဲ့ချိန်ပေါ်ရက်ကဦးဆိုင်ပါခေါ်တန်းကြလို့မဟာဒီဝပေါ်တက်ခဲ့တယ်ဦးဆိုင်ပါဖះအကြောင်းဆောင်ရှိမှထိုင်ပြီးပရိစိတ်နေရတွေ့ရတယ်ဖះအကြောင်းဆောင်ကအလွန်ကြီးမားပြီးဗုဒ္ဓရုပ်ပွားတော့အဆူဆူတွေ့ရပြီးတော့ပန်းရည်ချမ်းတတိစုံတွေကန့်လူထားတာတွေ့ရတယ်အလွန်ကြီးကျယ်တဲ့ဖះအကြောင်းဆောင်နဲ့တွဲဖက်ပြီးဝိပုစင်ကျယ်ဝဲ့ စေပရီကုံလေပင်မှဆွဲထားတာတွေ့ရတဲ့ဦးဆိုင်ဖားကိုညာသူ့ကိုတက်ဖို့ကြံစီတာဦးဆိုင်ဖားမှဟုတ်ပါလေစလို့မဟာဒေဝတန်တရာဝင်မိတယ်။မဟာဒေဝဘုရားကျောင်းဆောင်ရှိမှရှ िख ိုးကြတော့တယ်။ဘုရားကျောင်းဆောင်ကြီးခန်းထားလိုက်တာဦးလေးရ။ဒီထဲကစင်းနုတော်ကြီးကရှေးအောင်စင်းနုတော်ကြီးများတယ်။ဘာသာရေးနဲ့ပတ်သက်ရင်ဦးလေးရမရှာဘူး။လိုချင်လာရင်ဘလောက်ပေးရပေးရရှာအောင်ဝယ်တတ်တယ်။ဒီလိုဘာသာတရားကိုဆရာထက်တန်တာကောင်းပါလေ။တရားတော်မရနိုင်သေးပါဘူးကွာ။ခုထိဒေါသစိတ်ရှိနေတော့မင်း လာအောက်ကိုသွားပြီးမနက်စာစားရအောင်တယောက်ထဲနေရေးစားရေးခက်မှာစို့လို့မနက်စာစားဖို့မောင်ရင်ကိုခေါ်လိုက်တာခုလိုတကူတကဖိတ်ခေါ်ပေးတာကျေးဇူးတင်ပါတယ်ဦးလေးဦးဆိုင်ပါဇနီးနဲ့နိုင်ခိုင်စာထွေးရမနက်စာအတွက်မုံမျိုးစုံနဲ့ရှင်ရွှေချမ်းကိုယူလာပေးပြီးသူတို့အေးအေးဆေးဆေးစကားပြောရစီဖို့ရှောင်ထွက်သွားတယ်ရှင်ရွှေချမ်းတော့မုံစကွာအမနာနေနော်ကိုရင်ကိုရလို့သဘောထားပြီးတော့စမဟာဒီဘမိုးတစ်ခုလှမ်းယူတဲ့ချိန်သူနာအတွင်အတန်တစ်ခုကြားရတယ် မုံတွေကအောက်လန်းတက်နဲ့စီးရင်ထားတာဒါပေမဲ့စိတ်မပူနဲ့စားတာစားနှစ်ဆိုးကိုအောက်လန်းတိုင်လို့ဘယ်ရမလဲဝရစိန်ပြောစကားမှချက်ချင်းသိရကြောင်းမုံတွေယူစားပြီးရင်းနှီးချမ်းတောက်တော့ဦးဆိုင်ပါမဟာဒီဝကိုအားရကြည်နဲ့စွာကြည်နေတယ်မောင်ရင်ကဘလို့တက်ပညာရက်တွေလိလလိုက်စားနေရလဲတော်စွမ်းပါလားပြားဦးလေကျွန်တော်ဘာတက်မှမတက်ပါဘူးကြောင်လက်သေးရှူတယ်လို့ရှူထားတာကိုဒီကိုဘာရွေချင်းနဲ့ရှောက်လာတာလဲ ဒိတ်ထံဝင်မှုရောက်လာတယ်ဆိုတဲ့စကားအမှန်ပါပဲဦးလေးမင်းကိုဒီဦးခေါ်တာလာရတာမကြောက်ဘူးလားဦးလေးသမီးအောင်တယောက်တည်းလာဝင်တာပဲကျွန်တော်ကဘာလို့ကြောက်ရမှာလဲဦးလေးစကားရယ်နည်းနည်းထူးဆန်းနေတယ်စားပြီးရင်တော့ရအောင်ကွာဦးလေးမင်းကိုပြကြရရှိတယ်ဒီနောက်ဦးဆိုင်ပါပရိချုပ်ပြီးဝှဖြူစင်ကျဲကိုအနေရောင်ဝှစားရည်နဲ့လင်းဝစ်တယ်ပြီးရင်တော့အိမ်တွင်းဘက်ခေါ်ပြီးတော့ထက်ထက်ပိတ်ထားတဲ့ခန်းတကန်းကိုဖွင့်လိုက်တယ်ဒီအခန်းကိုပြင်သူမပြောနဲ့ဒီအိမ်သားတွေတော့မဝင်ဘူးကြောက်ဦးလေးပြီးရင် မောင်ရဲ့ပထမဆုံးဝင်ပူးတာပဲမဟာဒေဝဦးဆိုင်ပါမူရာထူးဆန်းတာမူငြိမ်သက်စွာကဲခန့်နေတယ်။သူ့အားလုံးပွင့်သွားတော့တကားကိုတွန်းဖွင့်ပြီးအတွင်းဝင်တော့တွင်းဘက်မှာတကားတွေပိတ်ထားလို့မှောက်မဲနေပေမဲ့ဝရစိန်ရှိနေတဲ့မဟာဒေဝအမောင်တွင်းခန်းကိုရှင်းလင်းစွာမြင်နေရတယ်။အောက်မှာထူးဆန်းပြီးညင်ညုံနဲ့ကြောက်လန့်စရာကောင်းတဲ့အရှုပ်တွေကိုစင်တစ်ခုမှတင်ထားတယ်။အကမ်းပတ်ချာလေးမှာလေဒီပုံစံအရှုပ်ကြီးသေးပေါင်းစုံရှိတယ်။ပိုးဝေးအနက်အသက်ချို့ရနေရကြောင် သားစိတ်ငါးစိတ်တွေရစ်ပူစောတာဖြစ်နိုင်ကြောင်းမဟာဒေဝတွေးမိတယ်။ဥဆိုင်ဖာနဲ့မဟာဒေဝအမောင်တွင်းမှာရှက်နေတယ်။ဇေယျနှမျိုးနဲ့ရှိနေတဲ့ဥဆိုင်ဖာကိုမဟာဒေဝအံ့ဩမိတယ်။လူမြင်ကွင်းမှာဖခင်တရားသမားဖြစ်ရှိနေပေမဲ့နောက်ွယ်မှာအောက်လန်းဆရာကြီးအကြီးစားဖြစ်နေမှလက်တွေ့တွေ့မြင်လိုက်ရပြီ။မဟာဒေဝမင်းလည်းအမောင်နဲ့မြင်နေနိုင်တာပဲ။မင်းပညာအတော်စစ်မြင့်တာပဲ။မင်းလည်းငါ့လိုလူမြင်ကွင်းမှာသူ့တော်ပုံစံနောက်ွယ်မှာအောက်လန်းဆရာဖြစ်နေတာကိုမင်းကသဘောကျတယ် မင်းသာဆန္ဒရှင်ငါသမီးနဲ့ပေးစားပြီးအောင်လန်းတက်တွေတူလေးကျင့်ကြမယ်ဘလို့လဲဦးလေးကိုအเจ้าရသေးစိတ်မပြောပြနိုင်ပေမဲ့ကျွန်တော်ကဦးလေးနဲ့လည်းမတူဦးလေးထင်တယ်လို့လူစားမျိုးလည်းမဟုတ်ဘူးဦးလေးဘာလို့ခုလိုဖြစ်သွားလဲငါကငငယ်ကထက်လန်းစရာအောင်လန်းစရာတွေစီမှာတပည့်ဖြစ်ခံယူရင်ခုလိုဖြစ်နေတာပဲမင်းငါပြောတာလက်မခံရင်ငါရဲ့ရှမ်းသူပဲမင်းကိုကြည့်ရတာငါ့ကိုထင်သေးနေပုံရှာတယ်မင်းနဲ့ငါဘသူစွန့်လေပညာပြိုင်ပဲဟာ ကျွန်တော်အတိတ်ထဲမှာဝင်ကျင်တာပါဗျာ။ဟေးကောင်ခုမှတော့ညင်းလို့မရတော့ပြန်ရုပ်ပြန်ရလိမ့်မယ်။မင်းသေးမှကြောက်နေရလား။ရုတ်တရက်မဟာဒေဝစိတ်အတွင်းဝရစိန်ဝင်ရောက်လာတယ်။စမ်းကြည့်အောင်လေ။လောင်းကြီးကအသက်နော်။ချိန်တဲ့နေရာရွေးနိုင်။မင်းနေတဲ့တင်းကျိုင်းမှာညစေနိုင်ပညာပြိုင်မယ်။မင်းအစွမ်းရှိတဲ့လောက်သာထုတ်။ငါလည်းပညာကုန်သုံးမယ်။နှစ်ယောက်သားခန်းပြင်ဘက်ကိုထွက်လာတယ်။မဟာဒေဝဝရစိန်သူ့စိတ်အတွင်းဝင်ပြီးစကားပြောသွားမှန်းသိပေမယ့်အပြစ်မတင်မိတော့ဘူး။ ။ဦးဆိုင်ပါအစွန်ရောက်စိတ်ရှိသူမှသိပြီမို့။ तू မပြန်ရင်လဲသူ့ကိုလာနောက်ရှက်မှသိကြတယ်။ဦးလေးကျွန်တော်ပြန်တော့မယ်။ညကြမှာစုံတာပေါ့။ထမင်းစားသွားပြီးမှပြန်လေးမောင်းရင်ပင်းထည့်ပြီးကြွေးမဲ့အစာတွေလည်းမစားကျင်တော့တယ်လို့။ဦးလေးအိမ်မှာနေချင်းစိတ်နဲ့မရှိတော့ပါဘူး။ညကြမှာစုံတာပေါ့။မာဒီဝတယောက်လေးလံနေစိတ်နဲ့သူ့နေရာတင်းကျန်းစရက်ကိုပြန်လာခဲ့တယ်။ဒီနေ့ကတရားထိုင်ပြီးစိတ်လုံနေပြီးညနေစာမှာရေချိုးပြီးဖះစီမီပူဇော်ပြီးတော့ဖះရှိကိုတရားထိုင်ခြင်းနေပြုတ်ပြီး 31ပုံသားတွေကိုအမြတမ်းပေးဝေတယ်အခုတိုက်ပွဲကဦးဆိုင်ဖားနဲ့သူ့ရဲ့တိုက်ပွဲမဟုတ်ပဲဝရစိန်နဲ့ဦးဆိုင်ဖားတိုက်ပွဲပဲဖြစ်တယ်ခွေးအဦးတန်းတွေတင်ချိုင်ကုန်းအတွင်းဟိုနေရာဒီနေရာနေစုညံစွာထွက်ပေါ်နေတယ်ပုံစံမျိုးစုံရှိတဲ့မကောင်းဆိုးဝါးတွေကမဟာဒီဝရှိတဲ့ဇရက်ကိုချင်းကပ်လာကြတော့မဟာဒီဝတယောက်ဖရဲကုံတော်တရားကုံတော်တွေရှုဖက်ရင်ရှိနေတယ်မကောင်းဆိုးဝါးတွေကသူ့နားကက်မရပဲအဝေးရရှိနေတယ်အနားကက်မရတော့ ခြေရက်ကိုကင်လှုပ်နေကြပြန်နေဖះစာမကြောက်တဲ့ဝါရည်နှစ်ချူမကောင်းစိုးဝါးတွေကခြေရက်ပေါ်ခုန်တက်လာပြီးမဟာဒီဝကိုအမဲဝိုင်းဖြစ်ဖို့တိုးကပ်လာတော့မဟာဒီဝပြန်လည်တိုက်ခိုက်ရတယ်မကောင်းစိုးဝါးတကောင်ကမဟာဒီဝကိုကင်မြောက်တော့ခြေရက်ထုတ်တန်းတဲ့ခေါင်းထိပြီးကျင်မြင်လာမြင်ဖြစ်ပြီးအောက်ပြုတ်ကြတော့မကောင်းစိုးဝါးတွေသူ့နားဝိုင်းအောင်လာတယ်မဟာဒီဝစိတ်ကမှောက်မိုက်သွားတယ်ဝရစိန်ပေါ်ထွက်လာပြီးမှသိလိုက်တယ်ဝရစိန်ချက်ချင်းခုန်ထပြီး မကောင်းဆိုးဝါးတွေကိုထိုးနှက်တော့သူ့နဲ့တင်းနေထင်မိတဲ့မကောင်းဆိုးဝါးတွေအရှိုးစုမြေကြီးပြရီဖြစ်ကုန်ကြတယ်။ဦးဆိုင်ဖာဖန်တီးထားတဲ့မကောင်းဆိုးဝါးတွေခဏအတွင်းပြောက်ကုန်တယ်။ဆိုင်ဖာခမရစွာဒါကုန်မဲ့လား။ခုမှအစပဲရှိသေး။ထက်လာအောင်မဟာဒေဝ။ကြားကြီးသုံးကောင်အမောင်တွင်းကထွက်လာပြီးဝရစိန်ကိုခုံအုပ်တိုက်ခိုက်ကြတယ်။ဝရစိန်ကြားရီကိုလှည့်ရှောင်ရင်းကြားတကောင်ကိုထိုးလိုက်တော့ကြားကမြေပြင်ပေါ်ပြုတ်ကြပြီးတစ်သားကြားရုံငယ်ဖြစ်သွားတယ်။ နောက်နှကောင်လည်းဒီနေ့တူစွာတိုက်ခိုက်တောင်းရှောင်ပြီးပြန်လေတိုက်ခိုက်တော့ကြာရုပ်တွေဖြစ်ပြောင်းသွားတယ်။ဥဆိုင်ပါပညာရက်တွေကစင်မြင့်ပြီးကြောက်စရာကောင်းတဲ့ပညာရက်တွေဖြစ်တယ်။ကြားနှကောင်တက်ပြီးအမောင်တွင်းကြည့်တော့ဥဆိုင်ပါကိုခုထိမတွေ့ရသေးဘူး။ဝရစိန်နာအတွင်တောင်မခက်တန်တွေကြားလို့ပေါုံမော့ကြည့်တော့ထောင်တောင်မကားတဲ့လင်းတို့ငှက်တွေဝရစိန်နီးနှိပ်ပတ်ပြန်ဝဲရင်းရှံပြုတ်တိုက်ခိုက်ဖို့ကြိုးစားတယ်။ဝရစိန်နဲ့ဟိဝရစိန်လင်းတို့ငှက်တွေကိုတိုက်ခိုက်ဖို့မတက်နိုင်ပဲရှိနေတော့ လင်းတို့ငှက်တွေကတ်ခဲချင်းခံရတော့ဒေါသဖြစ်ပြီးမြေကြီးပေါ်သူ့ရဲ့နာမည်ကျင်းဝါပြီးဖနှောက်ပေါက်လိုက်တော့အလင်းနှန်းတွေသူ့ပချာလေတဝိုက်ပြားထွက်ပြီးလင်းတို့ငှက်တွေအလင်းနှန်းတွေထိပြီးအောက်ကိုပြုတ်ကျကုန်တယ်။ဦးဆိုင်ပါဘာပညာကြံသေးနေခမားကိုလည်းထွက်လာတော့ငါပညာရက်တွေအားလုံးမင်းကမမှုပါလားမင်းပညာဘာလဲတပည့်တခုအကိုရနေဦးဆိုင်ပါထွက်လာတယ်။သူ့မျက်နှာမှာအံ့ဩခြင်းမယုံနိုင်ခြင်းတွေပြည့်နေတယ်။ခမားဒူးထောက်ပြီးအရှုံးပေးရင်လို့ ဝင်ချတောင်းမယ်အသက်ချမ်းသာရရမယ်မဟုတ်ရင်တော့တေးရလိမ့်မယ်မရှုံးငါဘယ်တော့မှမရှုံးကွာဦးဆိုင်ပါတယောက်တမျောင်းထုတ်ပြီးဝရစိန်ကိုပြေးထိုးတော့ဝရစိန်အသားရရှောင်းတင်းရင်လက်သီးနဲ့ဝမ်းပိုက်ကိုထိုးလိုက်တော့ဦးဆိုင်ပါအဝေးကိုလွှင့်ထွက်ပြီးရေပေါ်ပြုတ်ကြတော့တင်းငုတ်ချုံတစ်ခုကကျောင်းကနေဝမ်းပိုက်ထိဖောက်ထွက်ပြီးနာကျင်စွာအိုဟိရင်အမိုက်ဆက်သိမ်းသွားတော့တယ်နောက်နေ့မနက်မှာမဟာဒေဝနိုးလာတယ်သူတကယ်လုံးကံရိုက်ထားသလိုနာကျင်နေတယ် ညာဦးဆိုင်ဖားနဲ့တိုက်ပွဲကိုတရိရလို့ဇရက်ပေါ်ကဆင်းပြီးအနီးဝန်းကျင်ကိုကြည့်တော့ခွေးအားတွေစားထားလို့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့အလောင်းတလောင်းကိုတွေ့ရတယ်။ဦးဆိုင်ဖားအလောင်းကလွဲပြီးတခြားလူအလောင်းမဖြစ်နိုင်ကြောင်းတွေးပြီးတပြင်းတစ်ချက်ချလိုက်ပြီးတော့တယ်။ပရိသတ်များရှင်ဒီနေ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။